အင်တာနက်ပေါ်မှာမြင်သူတိုင်းစိတ်မကောင်းဖြစ်ကြရတဲ့ထောက်ကျမ်းမျိုးကကလေးငယ်ကိုကဲတင်သွားမဲ့ခိုင်နေဝေပရိသတ်များလုံးမမင်္ဂလာပါရှင်ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုရပိုင်းအင်တာနက်သုံးဆွဲသူတွေကိုစိတ်မကောင်းဖြစ်စရာကတော့ရန်ကုန်မြို့ထောက်ကျမ်းလမ်းစုံက၃နှစ်အရွယ်ကလေးငယ်ရဲ့အကြောင်းဖြစ်ပါတယ်အင်တာနက်ပေါ်မှာတက်လာတဲ့ဗီဒီယိုဖိုင်အရာတော့၃နှစ်အရွယ်သမီးငယ်လေးဟာထောက်ကျမ်းမီးပွိုင်လမ်းစုံမှာတောင်းရန်စားတောက်တဲ့မိခင်ကြီးရဲ့နှိပ်စက်ခြင်းကိုခံနေရတာဖြစ်ပါတယ်ထောက်ကျမ်းလမ်းစုံမှာအဆိုပါသမီးငယ်လေးကနေ့စဉ်နေ့တိုင်းနေပူကျဲတဲ့ ီးထဲမှာတောင်းရန်စားတောင်းနေရတယ်လို့သိရပါတယ်။အဆိုပါကလေးငယ်လေးကတောင်းရန်လိုရတဲ့ငွေကိုဖျောက်ပြက်ပစ်လိုက်တာကြောင့်မိခင်ကြီးကနှိမ့်ဆက်တာကိုခံနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြင်တဲ့သူတိုင်းကတနာကိယွန်းနာတတ်ကြရတာပါ။ဒီအတွက်ကြောင့်လည်းခံနေဝေးကိုကယ်တင်ဖို့အတွက်တောင်းဆိုနေကြပါတယ်။ တယောက်စာခိုင်နေဝေးကအနုပညာလောကမှာထိတ်တန်းမင်းသမီးတလက်အဖြစ်နာမည်ကြီးခဲ့တယ်လို့သူမရဲ့ဖြူစင်တဲ့ပရိုက်တာစိတ်ဓာတ်တွေကြောင့်လည်းနာမည်အရန်ကြီးရဲ့သူဖြစ်ပါတယ်။တယောက်စာမင်းသမီးခိုင်နေဝေးက2018ခုနှစ်လောက်ကတည်းကအကြောင်းမျိုးမျိုးကြောင့်မိဘဆုံးပါသွားတော့စွန့်ပစ်ခံလိုက်ရတဲ့ရင်သွေးလေးတွေကိုခေါ်ယူဆောင်ရှောက်နေရဖြစ်ပါတယ်။ခိုင်နေဝေးရဲ့ရင်သွေးလေးများကေဟာမှာခိုင်နေဝေးကရင်သွေးလေးတွေကိုကိုယ်တိုင်မွေးထားတဲ့သားသမီးနဲ့မချဂယူးဆိုင်ပေးနေရကြောင်းလည်းနာမည်ကြီးလာခဲ့တယ်လို့ရင်သွေးလေးတွေရဲ့အသက်ရှင်တန်ကြီးထွားနိုင်ဖို့အတွက်အကောင်းဆုံးနာ 900အင်္ဂလိပ်ဖြစ်လာခဲ့ပါတယ်။ခိုင်နေဝင်ရအကြောင်းမျိုးမျိုးနဲ့ဆွန့်ပြစ်ခံလာရတဲ့ရင်သွေးလေးတွေမိဘကပြုစုဆောင်ရှောက်မှုမပေးနိုင်တဲ့ရင်သွေးလေးတွေကိုခေါ်ယူဆောင်ရှောက်နေရပါ။ဒါကြောင့်လည်းခိုင်နေဝင်ကရာကိုဆွန့်ပြစ်ကြတဲ့ကလေးတွေလာအပ်ကြတဲ့ကလေးတွေ ခိုင်နေဝေကိုရင်သွားရောက်ခဲ့ခြင်းရတဲ့ရင်သွေးလေးတွေစသဖြင့်အများပြားနေပြီဖြစ်ပါတယ်။ခိုင်နေဝေဟာရင်သွေးလေးတွေကိုပညာရေးကျမ်းမာရေးစတဲ့အကဏ္ဍတွေအပြင်ဒီကနေ့လပိုင်းမှာဆိုရင်တော့ဗုဒ္ဓဘာသာဓလေ့ထုံးလန်းစင်လာရရှင်ပြုအလှူတော်မင်္ဂလာပွဲကြီးကိုလည်းပြုလုပ်ပေးခဲ့ပါတယ်။ဒါကြောင့်အခုခါမှာတော့ခိုင်နေဝေကထောက်ကျမ်းမျိုးမှာဒုက္ခရောက်နေတဲ့ကလေးငယ်လေးကိုကယ်တင်သွားမယ်လို့သိရပါတယ်။မကြသေးခင်ကမြေကလေးလှုပ်ခတ်မှုတွေကြောင့်ပျက်စီးသွားတဲ့နေရာတွေကိုလိုက်လံလှူဒန်းနေရတဲ့အလှူခရီးစဉ်သွားနေလို့ချက်ချင်းမရောက်နိုင်သေးပေမဲ့ စုံစမ်းမှုတွေကိုပြုလုပ်ပြီးတော့လိုအပ်တဲ့လိုကလေးဘက်ကနေဆောင်ရွက်မှုများပြုလုပ်ပေးသွားမှာလို့ဆိုပါတယ် စိတ်ပူပေးကြတဲ့သူတွေအားလုံးကိုလည်းကလေးကိုစားအထူးပဲကျေးဇူးတင်ရှိတယ်လို့ဆိုထားခဲ့ရပါအထူးသဖြင့်တော့ခိုင်နှင်းဝေကတခါတလေမှပရိုက်တာလုပ်ငန်းတွေလုပ်တဲ့အခါမှာနှီးစနစ်မကျတာတွေလူတန်းမှုတွေကြောင့်ဝေဖန်ခံနေရပေမဲ့ကလေးငယ်တွေအတွက်ကတော့အကောင်းဆုံးမေမေအဖြစ်ရှိနေစေဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့ခိုင်နှင်းဝေကပရိုက်တာငွေတွေကိုကုန်ရင်ပြီးရောစနစ်မကျပဲလူတန်းနဲ့ကိုကျိုးအတွက်သုံးနေတန်ဖိုးကြီးဖက်ရှင်အသုံးဆောင်ပစ္စည်းတွေကိုဝယ်ယူနေတယ်အဲ့ဒီလိုမျိုးဝေဖန်မှုတွေကပြင်းထန်နေခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့ခိုင်နှင်း ဝေကထောက်ချက်မျိုးကကလေးလေးကိုကယ်တင်ဖို့အတွက်ပြောလိုက်တာကနေပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေကိုအပြည့်အဝပြန်လည်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကရောအမေဖြစ်သူစီကနေရိုင်းနှံနှိမ့်ဆက်ခံနေရတဲ့ထောက်ချက်မျိုးကကလေးငယ်လေးကိုကယ်တင်သွားတော့မယ်။ခိုင်နေဝေပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။